အားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တဲ့အောင်းလည်းမင်္ဂလာပါဘောလုံးပြည်သက်တယောက်နေနေဆိုရင်ဒါကျွန်တော်တို့ဥရောပရဲ့ Legendary ဘောလုံးကွင်းနေရှိတယ်အဲ့ကွင်းကွင်းနေကိုကျွန်တော်တို့အနည်းဆုံးတော့တစ်ခေါက်လောက်တော့အကိုဘက်ကအခွင့်အရေးရှိခဲ့ရင်သွားဖို့အမြဲတမ်းကျွန်တော်ဆန္ဒရှိတဲ့ထဲမှာ San Siro ကွင်းလည်းပါတယ် ဘာဆိုနာဆိုရင်ကတ်မှုကိုလည်းရောက်ဘူးတဲ့အခုခွင်းသစ်ဖြစ်တဲ့ Spotify ကတ်မှုလည်းမကြမီဖွင့်တော့မယ် Real Madrid Santiago Bernabeu အဟောင်းရောအသည့်ရော Atletico Madrid ဆိုရင်ကျွန်တော် Fancy Calderon ကိုလည်းကျွန်တော်ရောက်ဘူးတဲ့ပြီးတော့မှအခုအသည့်ဖြစ်တဲ့ Wanda Metropolitano ကိုလည်းရောက်ဘူးတဲ့ Juventus က Stadio delle Alpi ကျွန်တော်ရောက်ဘူးပြီးတော့အသည့်လည်းရောက်ဘူးတဲ့ So Queen တော်တော်များများကျွန်တော်ရောက်ဘူးတဲ့ Emirates Hybrid ကတော့ကျွန်တော်အဲ့ချိန် London မြောက်သေးတော့မသိဘူးဒါပေမဲ့ ကွင်းဟောင်းကတော့အခုအိမ်ယာတွေဖြစ်သွားပြီဆိုတော့တော်တော်များများကွင်းတွေတော်တော်များများရောက်ပို့တဲ့အချိန်မှာအခုဆန်စီရိုနှစ်တိုင်းနီးပါးအာဆင်နဲ့ခဏခဏကြာမီလန်အင်တာမီလန်အင်တာမီလန်အင်တာမီလန်နဲ့ကျွန်တော်မီလန်ကကျွန်တော်ဥရောပရဲ့ချန်ပီယံလိဒီဖီချာထွက်တိုင်းမှာအတ္တလန်တာနဲ့ကြာရင်လည်းမီလန်ကိုပဲသွားရတယ် အင်တာမီလန် AC မီလန်ကြာလေချန်ပီယံလိဂါမီလန်မှာပဲရောက်တယ်ဆိုအဲ့မီလန်ကကျွန်တော်တောင်အမြဲတမ်းကြာနေကြကွင်းပဲဆိုအခုဆန်စီရိုဆိုတာကဦးအီတလီမှာဆိုရင်နှစ်သင်းပိုင်ကွင်းနေများတယ်အရင်တုန်းကစတာဒီယိုဒယ်လအပီဆိုပြီးတော့တူရင်မှာရှိတဲ့အိုလံပစ်ကွင်းရှိတယ်အဲ့ကွင်းကဂျူဗန်တက်စ်နဲ့တိုရီနိုနှစ်သင်းပိုင်ကွင်းဖြစ်တယ်နောက်ဂျူဗီကအိုက်ပေးသက်6000ခွန်းရှိတဲ့ကွင်းကစွန့်ခွာပြီးတော့သူတို့ပိုင်သူတို့ကွင်းသစ်တစ်ခု Aryan Arena ဆိုပြီးတော့ Aryan Arena ဆိုပြီးတော့အသစ် ထုတ်လိုက်တဲ့အချိန်မှာပေးသက်4000ဝယ်လောက်ပဲရှိတဲ့ Queen ကို solid ပြည့်ပြီးလောက်လိုက်တဲ့သူတို့ဝင်ငွေတွေအများကြီးတိုးတက်သွားတယ်ရိုမာနဲ့ဒါ Lazio ကလည်း Rome Council ကနေ Queen ကိုသူတို့ငှားပြီးတော့ Stadio Olimpico Queen ကြီးပေါ့လေအဲ့ Queen ကြီးကိုသူတို့နှစ်သိန်းခွဲပြီးတော့ဒါဆက်ကန်နေကြတယ်ပုံမှန်အဖြစ်က Milan မျိုးက Roma မျိုးဖြစ်ဖြစ် Roma ပဲဖြစ်ဖြစ် Italy က Queen တွေတော်များများက မီလန်ကောင်ဆယ်တို့ရုံးကောင်ဆယ်တို့အဲ့လိုမျိုးကပိုင်တာဗျာကလပ်တွေကမပိုင်ကြဘူးကလပ်တွေကအိုက်ကွင်းတွေကိုပတ်စံပေးပြီးငှားကန်တဲ့ခါမှာကုန်ကြစရာအများများတယ်နောက်တစ်ခုကပြင်ကျင်လည်းပြင်လို့မရဘူးကောင်ဆယ်ခွင့်ပြုချက်မရတာဘာညာဘာညာဆိုတော့အခုနောက်ဆုံးမှဘာလုပ်လိုက်လဲဆိုတော့ကလပ်ဘက်ကဒါအင်တာမီလန်နဲ့အေစီမီလန်အသင်းကဆန်စီရိုကိုသူတို့ အပီးပိုင်ဝယ်လိုက်တယ်ဆိုတော့ဆန်စီရိုကမီလန်ကောင်ဆယ်ပိုင်တဲ့အထဲမှာဘောလုံးကွင်းကြီးရဲ့ ပတ်ပတ်လေတခြားလုံးမို့လေအေကအကျေကြီးပဲအေကရဲ့လုံးမို့တော်တော်ကြီးကိုကျေတာဗနပိုင်းတော့တော်တော်ကြီးကိုကျေတယ်ဗျာအဲ့ပလေကြီးကလည်းအရန်ကြီးကိုအေဒီယာကျေတဲ့ခါမှာဒါအဲ့မီလန်ကောင်ဆယ်ရှိကနေ AC မီလန်နဲ့ Inter Milan ကဒါ Euro 169တန်းပေးပြီးတော့သူဝယ်လိုက်တယ်ဝယ်လိုက်တဲ့ကြောင့်အဲ့ပတ်ပတ်လေကွင်းကြီးတခြားလုံးအတူသူတို့ကကွင်းရဗျာအဲ့ကွင်းနဲ့ပတ်ပတ်လေတခြားလုံးပါဗျာကျွန်တော်ဘာရှိလဲဆိုတော့စားတောက်ဆိုင်နေစားတောက်ဆိုင်စားတောက်ဆိုင်ဆိုပေဗျာကျွန်တော်တို့ traditional restaurant တွေမဟုတ်ဘူးဘလုံးပွဲနေမှာပဲရှိတယ် ဒီဘယ်လိုပြောမလဲ fast food တွေအဓိကကတော့အပားညက်ပေါင်မုတ်တွေတော့ bread တွေနောက်သူတို့ကတော့ beer တို့ဒါတစ်ဖက်ကအချိုးရီနောက်သူတို့ရဲ့ tradition တွေအစားအသောက်တွေနောက် Milan Inter Milan AC Milan နဲ့အဲ့လိုမလုံးမဟောင်းတွေရဲ့အာအာဒီအမှတ်တရပစ္စည်းတွေရောင်းနေဆိုင်နေပေါ့လေအဲ့ပတ်ဝန်းကြီးကအကြီးပြဆိုတော့ San Siro ကိုသူတို့ကကွင်းသစ်ဆောက်ချင်တယ်အင်တာမီလန်ရောအေစီမီလန်ကကွင်းသစ်ဆောက်ချင်တယ်မီလန်ကောင်ဆဲခွင့်မပြုဘူး မပြုတော့သူတို့ကဘာလို့ ਆ လဲမီလန်ကောင်ဆယ်ရှီကနေပြန်ဝယ်ဖို့ဆုံးဖြတ်ရင်းနဲ့အဲ့မီခွက်လက်အကြီးနဲ့ဆန်စီရိုခွင့်ကြီးကိုယူရို198တန်းပေးပြီးသူတို့ဝယ်လိုက်တယ်ဝယ်ပြီးတော့မှအခုအိုက်ကွင်းကြီးကိုသူတို့ဖြိုချမယ်ဆိုတော့ဖြိုချတဲ့အခါမှာလက်ရှိပိသက်က8000ကျော်ဆန့်တယ်ဒီခွင့်ကြီးက historic champion league final ခဏခဏကျင်းပခဲ့တဲ့ခွင့်ဖြစ်တယ်ဒါအီတလီရဲ့ acting ပြဘောလုံးပွဲတွေလည်းကျင်းပတဲ့ခွင့်ဖြစ်ပြီးတော့သူတို့အိုက်ကွင်းကြီးကိုပိသက်8500 capacity ပဲရှိတယ်ဆိုတော့8000ကျော်ကနေ တောင်းခွဲလောက်သူတို့ရှော့ချလိုက်ပြီးတော့မှ9500နဲ့ solid ဖြစ်တဲ့ modern ဘောလုံးကွင်းတကွင်းသူတို့တည်ဆောက်မယ်ဆိုတည်ဆောက်ဖို့သူတို့အဲ့ project အတွက်ကုန်ကြစိတ်က American dollar sorry euro 1.2 billion သူတို့ရထားတယ်ဒီ San Siro ကွင်းကြီးပေါ့လေ iconic ကွင်းကြီးကို1926ခုနှစ်မှာစတင်တည်ထောင်ခဲ့တာဖြစ်တယ်1926ဆိုတော့ဒီ2026ဆိုရင်နှစ်တရာပြည့်ပြီဆိုတော့နှစ်တရာအပြည့်မှာ iconic San Siro ကွင်းကြီးကိုသူတို့ဖြိုချပြီးတော့ပေးတတ် 9500ရှိတဲ့ကွင်းတစ်ကြီးသူတို့ဒီဆောက်မယ်1.2ဘီလီယံယူရိုဆန်စီရိုမှာကျွန်တော်မကြိုက်တဲ့အချက်ကဘာလဲဆိုတော့သူတို့အဲ့ဘလုံးကွင်းယူဒီလိုကြီးပတ်ပြီးတက်တာတက်တယ်တက်တယ်တက်တယ်အဲ့မှာဗျအဲ့လိုမတက်ချင် အလေကဖြတ်တက်လို့ရမှောင်နေတော့ဗျာသေးစိုးတွေအရန်နံအဲ့တစ်ချက်ကတော်တော်ဆိုးတယ်နောက်တစ်ချက်ကဆန်စီရိုကွင်းကြီးကအကြီးအပေါ်ထဲမှာအိမ်သားနှလုံးပဲရှိတယ် ဟိုးပေါ်ဆုံးကြီးကျွန်တော်တို့အပေါ်တက်ရတယ်တက်ပြီးတော်တော်ကြီးကိုရှောင်းမအိမ်သားနှလုံးမရှိယောက်ျားလေးနှလုံးမိန်းကလေးနှလုံးရှိတယ်အဲ့ထဲမှာမှယောက်ျားလေးနှလုံးမှာမှအိမ်သားယောက်ျားလေးတစ်လုံးမှာဒီမတက်ရက်ပေါက်ရတဲ့ကြွေကန်းကက၃လုံးပဲရှိတယ်စုစုပေါင်းမှ၆လုံးတော့မရှိဘူးအဲ့မှာတခါလေကျရင်ပေါင်ပေါင်နဲ့ဘလော့ဖြစ်လို့ပြေသွားလို့ရှင်အာကျွန်တော်တို့တိုင်ပတ်ရောတိုင်ရရှည်အတော်တော်ဆိုးတာပဲအဲ့ရတော်တော်ဆန်းစီတော့ကျွန်တော်အဓိကအမုန်းသွားအဲ့ရပဲဒီစီးအောင်လို့စီးသွားခြင်းလို့တွိုင်းလက်သွားရင်အမြဲတမ်းဒုက္ခရောက်တယ်ကော ူကဟိုအပေါ်ဆုံးတိတက်ရတာအပေါ်မှာလည်းပြာဆက်လေးတောက်တာနဲ့မှုန်ထူတာမိကုန်းလုံးနေအများကြီးပဲဆန်စီရိုနဲ့ပတ်သက်လို့ရှိရင်အမှတ်တရတယ်အများကြီးပဲကျွန်တော်အဲတုန်းက AC Milan ဘွဲ့တော့ကြည့်တော့ကျွန်တော်ဂိုးပြီးဆိုပြီးရှာထားခုံနေတဲ့ Olivier Giroud တင်းသွားတဲ့အချိန်မှာကိုယ့်အချိန်မှာကျွန်တော်ရဲ့ဟိုဟိုပါလေ ear bud လေးပျောက်သွားတာအဲတော့မမတ်ရပဲဒါအဲတုန်းကမမတ်ရကျွန်တော်ဆန်စီရိုမှာခဏခဏပစ္စည်းတစ်ခုမဟုတ်တစ်ခုပျောက်ဘူးလေအဲ့လိုဂိုးရင်းနဲ့အောင်ပွဲခံတော့ပြသူတို့ passion ရမ်းပြည့်ဖြစ်တယ်တကယ်မိုက်တယ်ကိုင်းရရှယ်ပဲဒါပေမဲ့ပြစိတ်ညစ်ဆုံးအကောင်းဆုံးအချက်ကပါလေဆိုအဲ toilet သွားတဲ့အချိန်တော်တော်တိုင်ပတ်တာ ဟိုးအပေါ်ဆုံးကြီးသူကတက်ရတယ်ဗျာကျွန်တော်အင်္ဂလန်ပရီးမားလိဂ်ပေါ်ကြိုက်တဲ့အပေါက်ထဲဝင်သွားလိုက်အဲ့မှာ dry လည်းရှိတယ်ဗျာတစ်ခါလားနှစ်ခါလားသုံးလားရှိတယ်ဟိုမှာအဲ့လိုမရှိဘူးဘီယာတောက်ချင်တယ်သူတောက်တဲ့နေရာအောက်ထက်နှစ်ထပ်လောက်ကိုဆင်းလို့ရှိအဲ့မှာဘီယာရောင်းတဲ့ station တစ်ခုပဲရှိတယ်အဲ့မှာတော့ဝယ်ရတာအဲ့တစ်ခါတော့နည်းနည်းအနွိုင်းဖြစ်တယ်ဒါပေမဲ့ iconic san siro ကွင်းကြီးကို inter milan နဲ့ ac milan ပူးတွဲပိုင်ဆိုင်ထားထားတဲ့အသင်းဖြစ်ပြီးအခု198တန်းယူရိုနဲ့မီလန်ကောင်ဆယ်ကနေဝယ်လိုက်ပြီး 1.2 billion euro ကုန်ခံပြီးတော့ဖြိုချပြီးတော့အသစ်တည်ဆောက်မှာဖြစ်ပြီးတော့ပေးသက်8500နဲ့ကွင်းတစ်ကြီးကိုသူတို့တွေ့မြင်ရတော့မှာဖြစ်ပါတယ်ဆိုတော့ရိုမာကဒီအိုလံပီကိုကွင်းအပါဝင်ဒါနောက်ထပ်ဘေးကွင်းတွေပြောင်းလဲစောင့်ကြည့်အောင်ပါအားလုံးကျေးဇူးတင်ပါတယ်